အလူရှင်တွေကိုဥစဉ်ဓမ္မလက်ဆောင်အနေနဲ့ပြောပြခြင်းတာကနာဓမ္မတာပိတကယိရာအငယ်ဝပိစညာတကဓမ္မပနိဟိတစိတ်တံတေယသောနံတထောကရေအမေအဖေတွေဆိုတာသံသမိတွေအတွက်အမြဲတမ်းပိဆက်ပိတာထာဝရပိဆက်ပိတာဘာလိုခြင်းလဲလိုခြင်းတာမှန်သမျှ ိုကပေးနိုင်ရင် သူတို့ကိုပေးဖို့အစဉ်သင်။ဘာတွေပဲရှာရှာဘာတွေပဲစုစုဘသူတွေအတွက်လဲသာသမိန်တွေအတွက်။သာသမိန်တွေအတွက်လက်ရှိမှာပေးနိုင်တဲ့ပြည့်စုံဥစ္စာကိုလည်းပေးတယ်လို့ပညာအမွေကိုလည်းပဲပေးတယ်။အသိပညာအမွေကိုလည်းပဲပေးတယ်။ဘေလံကို သွားတင်တယ်ဘေလံကိုမသွားတင်ဘူးအဲ့လိုပြောပြတာလေးပဲမိမ့်ပါပါပဲဆိုတော့ ဧသလစေတနာတရားတရားတွေကောင်းတဲ့မိမတွေတောင်မှ납ပြေတော့ရောက်အောင်တော့မိမိရဲ့သသမင်းကိုမပုတ်ပေးနိုင်ဘူးဗြမပြေတော့ရောက်အောင်မပုတ်ပေးနိုင်ဘူးနိဗ္ဗာန်တော့ရောက်အောင်မပုတ်ပေးနိုင်ဘူးဘလောက်ပဲပေးနိုင်တယ်ကျွေးနိုင်တယ်စိုးစေးဥုံတော့အလွန်ဆုံးကျွေးနိုင်ပေးနိုင်မှတော့တဘဝစာပုတ်တသက်စာပုတ်နောက်တဘဝစာအတွက်ပေးနိုင်တဲ့မိမရေလို့ရှိလား မရှိပါဘူးတဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကနတ်တ္တမတာတန်ထိုနဲ့နဲ့ရွာသူကတိရောက်ကြောင်းကောင်းသောအကြောင်းတရားကိုမာတာအမေကနာကရိယာမလုပ်ပေးနိုင်အမေကနဲ့ပြေတော့မပေါ်ပေးနိုင်ဘူးနတ်တံပိတာအဖေကလည်းပဲမလုပ်ပေးနိုင် အင်းငယ်ရှာကုန်တော်ညာတကဆွေမျိုးသွေးသားဒုစက်တဲ့ပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်တွေကလေးပဲတန်ထွန်နိုင်ရာတုကတိရောက်ကြောင်းကောင်းသောအကြောင်းတရားတွေကိုနာကကြီးလာမလုပ်ပေးနိုင်ပါအမေဖေတဲ့ဆွေမျိုးတွေမိသားစုတွေဟာဘလောက်ပဲကိုယ့်ကိုယ်ရှိတဲ့မျက်နှုတ်တွေတန်ဖိုးထားတယ်လို့ပဲပြောပြောလွန်ရောကြံရောတဘွားစားပေးကုနိုင်လိမ့်မယ်တန်တရားအဆက်ဆက်တော့မကုနိုင်ဘူးတဲ့ နတ်ပြည်တော့ဗြဟ္မပြည်တော့နိဗ္ဗာန်တော့ရောက်အောင်မပိုးပေးနိုင်ပါဘူးတဲ့စကြဝဠာမင်းဖြစ်အောင်လည်းမလုပ်ပေးနိုင်ပါဘူးအဲအဲ့ဒါတဲ့အာလုံးကိုအမေဖဲတဲ့မလုပ်ပေးနိုင်ပေမဲ့လုပ်ပေးနိုင်တဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့သမ္မာပဏိဟိတံသမ္မာပဏိဟိတံကုသိုလ်တရားတို့နဲ့ကောင်းမွန်စွာထာအံ့သောစိတ်သည် တန်ထိုးပုဂ္ဂိုလ်ကိုသိရသောထိုမိမတွေလုတ်ပေးနိုင်တာထက်ကရေပြုလုတ်ပေးနိုင်တယ်စိတ်ကောင်းနှလုံးကောင်းထားခြင်းလို့ဒီလိုဘာသာပြန်လို့ရပါတယ်တမ္မာပနိဟိတစိတ်ကောင်းနှလုံးကောင်းထားတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာအေဂျင့်တလို့နောက်ဘဝမှာလည်းပဲအေဂျင့်တယ်စိတ်ကောင်းရှိပြီဆိုမှတော့သူများအသက်ကိုတတ်ပါမလား မသက်ဘူးသူများဥစ္စာလည်းမခေါ်တော့ဘူးစာနာမှုတွေအပြည့်မေတ္တာတရားတွေအပြည့်ရှိတဲ့ပုဂ္ဂိုလ်ကသူများကိုရက်ဆက်တဲ့အလုပ်တွေသူများဆင်းရဲသွားစေမဲ့အလုပ်တွေမလုပ်တော့ဘူးသူများဒုက္ခရောက်စေမဲ့လင်ညာလှည့်ဖြောက်အလုပ်တွေလည်းသူမလုပ်တော့ဘူးအဲ့ဒါကြောင့်သူကဒီဘဝမှာလည်းပဲအေဂျင့်တလို့နောက်ဘဝမှာလည်းပဲရှမ်းတာတဲ့အပေဒုက္ခတိကိုလည်းမရောက်စေနိုင်ဘူး နောက်ချက်အနေနဲ့ကြည့်မယ်ဆိုရင်တမပဏိဟိတစိတ်ဆိုတာမိမိရဲ့စိတ်ကလေးကိုကောင်းမွန်စွာတည်တန်းစွာနဲ့ထားတာဘလို့အာယုံပဲလာလာဟိုဘက်ကိုလေးမယိမ်စေဘဲနဲ့ဒီဘက်ကိုလေးမယိမ်စေဘဲနဲ့တည်တန်းစွာထားတာကိုတမပဏိဟိတစိတ်လို့ခေါ်တယ်။ဆိုပါစို့ကိုကနှစ်သက်စရာအာယုံလေးဝင်လာတယ်ကိုလိုချင်တဲ့အရာတွေကိုမြင်ရတယ်တွေ့ရတယ်စားရတဲ့အခါ ဦးဇင်းတို့ရဲ့စိတ်ဟာလောဘဖက်ကိုယိုင်သွားတယ်။မနှိမ့်သက်စရာတွေမကျေနပ်စရာတွေနဲ့တွေ့ရတဲ့အခါဦးဇင်းတို့ရဲ့စိတ်ဟာဒေါသဖက်ကိုယိုင်တတ်တယ်။ဦးဇင်းတို့ပုထုဇဉ်တွေဟာပုံမှန်အဖြစ်ဒီအတိုင်းပဲ။နှိမ့်သက်စရာနဲ့တွေ့ရင်စိတ်ကတစ်မျိုးဖြစ်သွားတယ်မနှိမ့်သက်စရာနဲ့တွေ့ရင်စိတ်ကတစ်မျိုးဖြစ်သွားတယ်။ဒါပေမဲ့သမ္မာပဏိဟိတစိတ်တကြလို့ရှိရင်နှစ်သက်စရာအာယုံပဲလာလာမနှစ်သက်စရာအာယုံပဲလာလာစိတ်ဟာဒီအတိုင်းလေးပဲထားနိုင်တယ် ဆိုပါစို့ဦးဇင်းတို့ဒီတိုင်းခုဆိုရင်စိတ်ဟာညင်ညင်လေးတီတီလေးကြည်လေးကြည်လင်နေတယ်လူတရားကကိုယ့်ကိုမကောင်းလာပြုံးမယ်ကေးရဲမယ်ဆဲဆော်မယ်ဆိုရင်စိတ်ထဲမှာဘာဖြစ်သွားမှာလဲဒေါသတွေလွှမ်းမောသွားမှာပေါ့တိမခံနိုင်တဲ့စိတ်တွေဖြစ်သွားမှာပေါ့အဲ့ဒါလိုမျိုးမဖြစ်ပေနဲ့သူမပြုတ်ခင်လေးပဲစိတ်ဟာ ကြည်လင်နေသလိုသူလာဆဲပြီးတဲ့နောက်ဟာလေးစိတ်ကကြည်လင်နေမယ်တီတန့်နေမယ်ဆိုရင် အဲ့လိုစိတ်မျိုးကိုသမာပနိဟိတစိတ်လို့ခေါ်တယ်။ဒီနေ့အပြင်ပြောမယ်ဆိုရင် လာသမျှအာယုံဘာအာယုံပဲလာလားအကောင်ဖက်ကကြည်တတ်တဲ့စိတ်။ဘင်္ဂလေးတပွင်ပွင့်နေတာလှပနေတာကိုတွေ့တော့အော်ဘင်္ဂလေးဟာလေယာတိဥတုတဘာဝလှနေတယ်။ငါကလေပဲလှမဲ့လှတဲ့ပန်းကို ကြည်ရမဲ့ကံအကြောင်းတရားငါမှရှိတယ် ဲ့ဒါကြောင့်ငါဒီလှပ်ပါတဲ့ပန်းကလေးကို ကြည်ရတာပဲဒီလိုပဲနှလုံးသွင်းလိုက်တယ်လောဘဖက်ကိုမယိုင်စေဘူးအဲအသေးကောင်ပုတ်တစ်ခုကို တွေးရတဲ့အခါလေးပဲအနတ်ဆိုးတွေထွက်တဲ့အသေးကောင်ပုတ်ကိုမြင်ရတော့ဒေါသနဲ့စိတ်ကို မနာကျင်စေပဲနဲ့ဩလူလောကပတ်ဝန်းကျင်ဆိုတာအကောင်လေးရှိတယ်လို့အဆိုးလေးရှိတာပဲအနတ်ကောင်းလေးရှိတယ်လို့အနတ်ဆိုးတယ်လေရှိတာပဲဒါဟာဘယ်သူမှ ရှောင်လွှဲလို့မရဘူးငါကိုယ်နဲ့ကလည်းပဲဒီလိုအနတ်ဆိုးတွေကိုရှုရှိရမယ့်အကုသို့အကြောင်းတရားတွေကိုလောက်ခဲ့လို့အကြောင်းတွေပါလို့အကျိုးတွေဖြစ်တာဒီလိုမျိုးတွေးလိုက်တယ်ကိုယ့်ရဲ့စိတ်ကိုဒေါသဖက်ကို မရောက်စေဘူးယုံနေသောမနတိကာရရေစင်းနဲ့စစ်ထောက်လိုက်တာလို့ခေါ်ပါတယ်ယုံနေသောမနတိကာရဆိုတာအသင်အဖြစ်နှလုံးသွင်းတာဝအကောင်းမြင် ဖက်ကားနဲ့တွေးလိုက်တာဘာအာယုံပဲလာလာမကောင်းတဲ့စိတ်မဖြစ်ဘူးဒေါသမဖြစ်ဘူးလောဘမဖြစ်ဘူးပေါ့ရည်တန်ဆက်ထဲမှာထစ်လိုက်တဲ့ရေလိုဒီဘက်ကမတန်းတဲ့ရေထစ်လိုက်တယ်ဟိုဘက်ကတန်းတဲ့ရေထွက်လာတယ်တောက်လို့ရတယ်မကောင်းတဲ့အာယုံပဲဖြစ်စေအောင်သူဟာကောင်းတဲ့ဖက်ကပဲတွေ့တယ်ကုသိုလ်ရအောင်ပဲတွေ့လိုက်တယ်။တာမဝတိမိဖုရားဆိုတာရှေ့ရှေ့တုန်းကရှိတယ်။သူရဲ့ရှေ့မှာဥဒိနာမင်းကသူ့ကို ထင်အမြင်လွှေးပြီးတော့သတ်ဖို့မျှနဲ့ရှင်ထားတယ်သူအပါဝင်မုံမမိတ်တန်900အဲ့ဒါကို तू ကဘလို့နှလုံးသွင်းလဲဆိုတော့ तू လေးနှလုံးသွင်းနေသူ့ရဲ့တပည့်တွေကိုလည်းဆုံးမမတော့ကဒီလိုအကြောင်းတရားရှိလို့ဒီလိုအကျိုးတရားဖြစ်လာတာမင်းကြီးအပေါ်မှာစိတ်မစိုးပါနဲ့သူတို့ကိုဂုံတိုက်လိုက်တဲ့မာဂန်နေမိဖုရားကိုလည်းပဲစိတ်မကွက်ပါနဲ့အဲ့လိုဆုံးမတယ် သူကိုယ်တိုင်လည်းပဲအဲ့လိုစိတ်ထားတယ်မကောင်းတဲ့အာယုံအနိုင်ထာယုံလို့ခေါ်တဲ့သဲကြီးခံရမယ့်အရင်နဲ့ကြုံနေရတောင်မှသူကကောင်းတဲ့ဖက်ကတွေ့တယ်တဲ့ဟုတ်ရဲ့လားအဲ့ဒါကိုသမ္မာပဏိဟိတစိတ်တာအဋ္ဌိတတဆင်းမြင်ပြီးတော့ဥစဉ်တော့ကြည်လိုက်မယ်ဆိုရင်ဘေးအာယုံပဲလာလာဘသူနဲ့ပဲတွေ့တွေ့အလုံးဟာအနိစ္စမတည်မြဲပါတကဒုက္ခဆင်းရဲလာပါတကအနတ္တ အစိုးမရပါလားဆိုပြီးတော့ဝိပဿနာဉာဏ်နဲ့ရှုလိုက်တာအဲ့ဒါကကြာလို့ရှိရင်ပို့ပေါ်ပြီးတော့အထက်တန်းကြတဲ့သမ္မာပဏိဟိတစိတ်တာလောသမ္မာပဏိဟိတစိတ်တလို့ခေါ်တဲ့မိမိရဲ့စိတ်ကလေးကိုကောင်းမွန်စွာထားတတ်မယ်ဆိုရင်ထားတတ်ရင်ထားတတ်သလားလူချမ်းသာကိုလည်းပေးမှဖြစ်တယ်လို့နတ်ချမ်းသာကိုလည်းပေးပါလိမ့်မယ်ဂျမ္မာချမ်းသာကိုလည်းပေးပါလိမ့်မယ် ဣတိမတဆင်အနိစ္စဒုက္ခအနတ္တရေလို့ရှုတဲ့သမ္မာပနိဟိတစိတ်ရှိတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်သို့တောင်းရောက်ပါလိမ့်မယ်တဲ့။ဒါကြောင့်ဥစဉ်တို့တဲ့အလုံးဗုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဗုဒ္ဓရဲ့တရားတော်များကိုနာယူခွင့်ရတုံးလေးမှာသမ္မာပနိဟိတလို့ခေါ်တဲ့စိတ်ကောင်းနှလုံးကောင်းတွေထားပြီးတော့ဒါနကုသိုလ်တွေပြုကြပါမယ်။သီလကုသိုလ်တွေစောင့်တယ်ကြပါမယ်။ သောမတစေမိမိရဲ့ခန္ဓာငါးပါးယုံနံနှစ်ပါးအပေါ်မှာလေးပဲတို့ရဲ့ခန္ဓာငါးပါးဒီအနိစ္စမတည်မြဖောက်ပြန်ပြောင်းလဲနေပါဘို့တကားဒုက္ခနာကျင်နှိမ့်ဆက်နေပါဘို့တကားအနတ္တအစုံမရပါတကားဤသောဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပိတာကာလဩခြင်းနာခြင်းသိခြင်းကင်းရာမျက်နှိပ်ပန်သောရောက်နိုင်သောသူတော်ကောင်းသောကိုစီကိုစီဖြစ်ကြပါစေတည်း 哎，